ဆရာရဲ့လန်နာတွေဆရာနဲ့အတူပါလာသေးရဲ့လားဒီနေ့မှဆိုရင်ဆန်းတဲ့ကနောက်ထပ်ထပ်ပြီးအစင်လေးမြင်လာပြန်ပြီဘာလို့ပုံစံလဲဆိုတော့ subject verb ကနောက်မှာ you you object လိုက်လာမဟုတ်ဖက်နဲ့ဒီလို question phrase တွေလိုက်မှာဖြစ်တယ်သူရဲ့ပုံစံလေးကတော့ might or might တယ်ဘာလဲဆိုရင် subject verb ပြီး wh how ရဲ့ to ရဲ့ verb 0ရဲ့လိုက်တဲ့ပုံစံအဲ့ဒီပုံစံကိုနည်းနည်းကျွမ်းကျင်ရင်ဘာလေးတွေလို့ရမယ်ဆိုတော့ငါမသိဘူးဘာကိုမသိရလဲဆိုရအတွက်လိုက်ရယ်သူတို့မေးတယ်ဘာကိုမေးတာလဲသူတို့ကပြောတယ်ဘာကိုပြောတာလဲ ငါမဆုံးဖြတ်နိုင်ဘူးဘာကိုမဆုံးဖြတ်နိုင်လာလဲသူမကရှင်းပြတယ်ဘာကိုရှင်းပြတာလဲသူမကသင်ယူတယ်ဘာကိုသင်ယူခဲ့တာလဲဆိုတော့နောက်မှာ wh နဲ့ how phrase line map ပုံစံကိုရေးတတ်ပါမှာဖြစ်တယ်ပေါ့နော်အဲရေးပုံရင်းနှီးလေးကိုပြန်တပုတ်နှစ်ပုတ်လောက်ဆရာရေးပြပြီးရင်ဆရာရဲ့လမ်းလာတွေကလည်းအဲကိုယ့်ဘာကိုစမ်းပြီးတော့မလုပ်ကြရမယ်ဆိုရင်ရေးကြည့်ရမယ်အဲအဲ့လိုရေးကြည့်မှဆိုလို့ရှိရင်ဒီနေ့ပုံစံကိုထပ်ပြီးရသွားဖြစ်တယ် ဆရာတို့ပုံစံပေါင်း30ကျော်လောက်ရှိပြီဆိုလို့ရှိရင်ဆရာတို့ paragraph တွေဒီမြေ paragraph တွေရတဲ့အခါကြာလို့ရှိရင်လည်းဆရာနေပြီးတော့ဒီ paragraph ရဲ့အယူအဆတွေသဘောတရားတွေဆက်ပြီးတော့ရှင်းပြအောင်မှာဖြစ်တယ်ဒီနေရာမှာအရေးကြီးတဲ့ချက်ကဆရာရဲ့လန်နာတွေကနေတိုင်းဒီမှာဒီနေ့ဆိုရင်ဒီနေ့သုံးတဲ့ ပတ်တန်ဒီဘလောက်ဆိုပြီးအမှတ်ထားတင်တယ်။ဘာကြောင့်ဆိုတော့ power ရေးတဲ့ခါကျရင်ဘယ်ပတ်တန်ပြန်ပြီးတော့သုံးပါဆိုပြီးဆရာပြောတဲ့ခါကျရင်ကြောင်သွားမှာဆိုလို့ပေါ့နော်။အဲ့တော့ sound တုတ်ထဲမှာကိုဒီဝါနေပြီးတော့ဒီနေ့ထီကိုပုံမှန်လေးရေးလာခဲ့မယ်။ဒါကတော့ writing series ဖြစ်တဲ့လုံးဝအခြေခံရှိရတဲ့သူတွေအတွက်ဒီ series ရှိမှလည်းအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30 series ဆိုတော့ဆရာတင်ပေးခဲ့ပြီးဖြစ်တယ်။ကဲငါဘာလုပ်ရမလဲဆိုတော့မသိဘူး။ကဲ subject နဲ့ပဲစာရမယ်။ subject ကငါဆိုတော့ i ။ဆက်ပြီး verb ကိုရေးမယ်။ဘာမှဖြစ်တာလဲမသိတာ။သိတာအင်္ဂလိပ်လို no လို့ခေါ်တယ်။မသိရင် verb 1ဆိုရင် don't နဲ့ doesn't နဲ့ခေါ်တယ်။ i လေး အများတော့မဟုတ်ဘူးဒါပေမဲ့သူဒီ first person လို့ခေါ်တဲ့ first person pronoun ဖြစ်တဲ့အတွက်ကြောင့်သူကအများသုံးတဲ့ don't ကိုပဲသုံးတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုရင် I don't know ဒီနေရာမှာဆက်တော့မယ် WH မဟုတ်ရင် how နဲ့ဆက်တော့မယ်ဘာဆိုရင် what ဘယ်ကိုဆိုရင်နေရာဖြစ်တဲ့ကြောင့်ပွဲဘယ်အချိန်ဆိုရင်ဟွမ်းဘယ်မှာဆိုရင်တော့ where ပေါ့ဘယ်လိုဆိုရင် how ဒီမှာလဲဘယ်လိုဆိုတော့ how ဒါလေးတွေသုံးပြီးရေးရမှာဖြစ်တယ်ဒါပေမဲ့ဆရာတပုတ်နှစ်ပုတ်လောက်ရေးပြပြီးဆက်လည်နေရေးပြဆရာဖြစ်ကြတတ်ပြမယ် I don't know ပြီးရင်ဘာလုပ်ရမယ်ဘာဆိုတော့ဟုတ်နဲ့ဆက်မယ်နော် I don't know what ပြီးရင်ဘာလာမလဲ to လာမယ် I don't know what to လောက်တောင်းလို့ do လို့ခေါ် I don't know what to do ဒါဘာလုပ်ရမယ်ဆိုတော့မသိဘူးဘာလုပ်ရမယ်ဆိုရအတွဲလေးကို share subject verb နဲ့တွဲလိုက်တဲ့အခါမှာဒီပုံစံလေးရလာတယ် I don't know what to do ဒါလေးရပြီဆိုရင်ဂျန်နေဟာလေးကိုလည်းရပြီပေါ့ငါဘာရေးစားရမယ်ဆိုတာမသိဘူး I don't know what to eat ငါဘာသောက်ရမယ်ဆိုတာမသိဘူး I don't know what to drink ပေါ့ဒီလိုထပ်ပြီးတော့ပွားတက်ရမယ်မပွားတက်ရင်တော့မှဒီမှာပြည့်ရ sentence လေးတွေသဘောတရားကိုနားလည်တော့ရေးတက်တာ ူတို့ကဘယ်ကိုသွားရမလဲဆိုတာမေးခဲ့တယ်ဟုတ်ပြီနော်အဲ့ဒါလေးထိပြအောင်မယ်သူတို့ဒီဆိုရင်သူတို့ပြောခဲ့လဲဆိုရင် they ပေါ့ subject အဲ့ဆိုတော့မေးရတဲ့လူကသူတို့ကို subject ပြင် verb ကအင်္ဂလိပ်စာကြောင်းနောက်ဆုံးမှာဗမာစာကြောင်းနောက်ဆုံးအလုံးဒီ verb လို့ပြောခဲ့တယ်မေးတော့ asks ကိုခေါ်တယ်မေးခဲ့တာဘာတူးဆိုဆရာ ed ထလိုက်တယ် they ask အမေခါတဲ့လူပါလားမပါဘူးဒါဆိုလာပြီ debate မုံရအောင်ဘယ်ကိုသွားရမှာဘယ်ကိုဆိုတာနေရာကိုဘယ်လိုရေးလဲဆိုရင်ဝဲနေရတယ်ဝဲသွားရမယ်ဆိုဝဲပြင်ထူလာမယ်သွားတာကိုခေါ်တယ်အဲ့တော့ they ask where to go ဘယ်သွားရမယ်ဆိုတော့သူကမေးခဲ့တယ်။ဆိုတော့ဒီတစ်ပုတ်နှစ်ပုတ်သုံးပုတ်လေးပုတ်ဆရာရဲ့လမ်းနာများကိုအောင်ရေးဆန်းပြီးတော့ရေးကြည့်ပါလို့ရှင်ဆရာနဲ့အဖြစ်တိုင်မယ်။အဲလို့ရှင်မှားသွားပြီဆိုရင်ဆရာထုတ်တဲ့အတိုင်းပြောလို့ပါငါတော့မှားပြီဆိုပြီးစိတ်ရမကြဘူး။ဒါဒီနေ့အစ်စ်တွေတည်သွားပြီဆိုပြီးတော့ပဲဝမ်းသာတယ်ဆန်းကြည့်ပါဟုတ်ပြီဆရာလမ်းနာရေးပြပြီလို့ဆရာယူစားလိုက်တော့မယ်အဖြေပြောပြမယ်သူကဆိုတော့ရှီတဲ့ sorry ဟေပေါ့ subject ပြတော့ဆိုတော့ verb ကိုပြောမယ်ပြောတယ်ပြောတာကိုဆရာမြန်မြန်ပြောတယောက်ထည့်ပြောရင် say နားထောင်တဲ့သူပိုင်းထည့် အပြန်အလှန်ပြောကြရင် talk ဘာသာစကားပြောရင် speak ဒီမှာသူကပြောတယ်နားထောင်တဲ့ငါပါရယ်ဆိုတော့ဒုတိယပုံစံဖြစ်တဲ့ tell ကိုသုံးရမယ်အဲ့တော့ he tell ပေါ့ဒါပေမဲ့ပြောတာကိုဘာတူးအနေနဲ့သုံးတယ်လေကိုယ်ပြောပြီးပြီဆိုတဲ့အတွက်ကြပါတော့နော် he told ငါကိုဆိုတဲ့ object ထည့်မယ် he told me subject verb object အဲ့ဒါပြီးတော့မှဘယ်အချိန်စရမယ်ဆိုတာကိုဒီမှာထည့်ရတော့မယ်ဘယ်အချိန်ဆိုတာကိုဆရာဘယ်လိုလေးလဲဆိုရင် one နဲ့လိုက်မယ် question one လေးတွေတော့နိုင်နေရမယ်ကိုကဘာကို ဝဲခါဘယ်နေရာကိုဝမ်းကဘယ်အချိန်ကိုဆိုတာလေးကိုနိုင်ရမယ်ဝမ်းပြီးထူလာမယ်ဝမ်းထူစတာဘယ်လိုခလဲဆိုရင် start အဲ့တော့သူတို့ကငါ့ကိုဘယ်အချိန်စရမယ်ဆိုတာကိုပြောခဲ့တယ်သူကငါ့ကိုပြောခဲ့တယ်ဒါမှမဟုတ်အခုပြောရလို့ဒီစပြီးတော့လေ he tell ဆိုပြီးဘာဝမ်းတို့ပြီး as tell လို့လည်းမှန်ပါတယ်ငါကဗမာနေရမယ်ဆိုတာကိုမဆုံးဖြတ်နိုင်ဘူး subject ကငါဆိုတော့ i ဆုံးဖြတ်တာကို decide decide လို့ခေါ်တယ်ဆုံးဖြတ်နိုင်တယ်ဆိုတာကိုအင်္ဂလိပ်လိုခံသွားတယ် complete verse 0ခံက modify ဖြစ်တယ်သူနောက်မှာ verse 0ပဲလိုက်ရတယ် I can design ငါဆုံးဖြတ်နိုင်တယ်မဆုံးဖြတ်နိုင်တော့ဒီမှာ unable strawberry delete ထည့်တော့ I can design ငါမဆုံးဖြတ်နိုင်ဖြစ်သွားတယ်ဟုတ်ပြီဘာလို့မဆုံးဖြတ်နိုင်တာလဲဘယ်မှာနေရမယ်ဆိုတာဘယ်နေရာမှာဝင်လို့လို့ဝဲလို့ခေါ်ရယ် pay to လာမယ်ဒီမှာသူပုံစံလာ to ပါလား where to နေရာကို stay လို့ခေါ်ရယ်ဒါ with live နဲ့တုံးလိုက်ရတယ် I can decide where to stay ဘာမှာနေရမယ်ဆိုတာကိုငါမဆုံးဖြတ်နိုင်ဘူးသူမကပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုရှင်းပြခဲ့တယ်။ subject နဲ့ပဲစာမယ်။ရှင်းပြတာသူမဆိုရှီ စာပြပြင်ဘက်ကိုသွားမယ်ရှင်းပြတာ explain e s p l a i n explain ရှင်းပြတာပြီးသွားပြီဘာလို့ဆိုတော့ easy ထက်တယ် she explain ဘာကိုရှင်းပြတာလဲဘယ်လိုဆိုတဲ့မင်းကုန်းစကားလုံးပါတယ်အဲဒါဆိုဟန်လေးနေလိုက်ဟုတ်မလဲဟန်ကိုစကားစနေနဲ့တုံးတာမနေ့ကကျတော့ဆရာဓာတ်ကိုတုံးတာပေါ့နော်ဓာတ်ကလို့လို့ဆိုတာကိုလို့မနေ့ကဟာလေးလည်းပြန်ကြည့်ရှေ့ရရက်ရက်လေးပြန်ပြီးအစလိုက်လေးကြည့်လာခဲ့ဒါဆိုနိုင်နိုင်နင်းနင်းလေးဖြစ်လာလိမ့်မယ်ပြပြစုံစုံလေးဖြစ်လာလိမ့်မယ် she explain how being to လာမယ် how to being verse လို့ရှာမယ်ပြဿနာ verb မဟုတ်ဘူးဖြည့်ရှင်းတယ်ဆိုတာဗတ်ဖြည့်ရှင်းတာကလို့ solve လို့ခေါ်တယ်ပြဿနာတော့ဆိုတော့ the problem လေးလာမယ်နော် P R O B L E M problem ဆိုတော့ she explain how to solve the problem ပြဿနာဘယ်လိုဖြေရှင်းရမလဲဆိုတော့သူများရှင်းပြခဲ့တယ်။သူမရေဘယ်လိုကူးရမလဲဆိုတာသင်ယူခဲ့တယ် subject ကသူမဒီဆိုတော့ she subject ပြီးဟိုနောက်ဆုံး verb ကိုသွားမယ်သင်ယူတာ L E A R N land for do ပေါ့ but do ဆိုလို့ရှိရင်ထိထရရှိတယ်အဲ့လိုမရေးချင်လဲ L E A R N E D ရှိတယ် but do ပုံစံမှာနှစ်မျိုးရှိတယ်ဆိုတော့မှတ်ထားမယ် land ကိုပြောတယ် she land ဆောင်းမယ် she land ပြန်ဘလို့ကူရမယ်ဆိုတော့ပြန်ဆရာဘာနဲ့ဆက်လိုက်ဆိုရင် how နဲ့ဆက်လိုက်တယ်ပြန်ထူလာမယ်ရေကူတာတော့ swim ပေါ့ she learned how to swim သူမရှင်ဘလို့ကူရမယ်ဆိုတော့တည်ရုပ်ခဲ့တယ်ဆိုတော့ဒီနေ့ပုံစံမှာဆိုလို့ရှိရင်လေဒီ မေကွန်းစကလုံးတွေကိုအလဲကောင်မှာထားတယ်ဒါပေမဲ့မေကွန်းတွေထားတော့မဟုတ်ဘူးပေါ့နော် WH နဲ့ how question phrase ပုံစံမျိုးဆရာသင်ပေးခဲ့တယ်အဲ့ဒါဘယ်နေရာမှာသုံးလဲဆို decision ဆုံးဖြတ်ချက်တွေ advice အကြံပေးချက်တွေနဲ့ plan ဆိုတဲ့အစီအစဉ်တွေထားတဲ့နေရာမှာဆရာကသုံးပြရမျိုးဒီပုံစံအောင်လေးကိုရသွားပြီဆိုရင်လည်း debut တော့အကျိုးရှိသွားပြီနောက်နေ့မှာလည်းနောက်ထပ်နောက်ထပ်ပို့ပြီးတော့နေတိုင်းရေးတဲ့ subject တွေမှာအသုံးဝင်မဲ့ paragraph ဒီအတွက်အသုံးဝင်မဲ့ sentence ပုံစံတွေရေးမယ်ပြီးလို့ရှိရင် subject ကိုဆရာကတည်ဆောက်မယ်အကုန်လုံးလေ့ကျင့်လို့ပဲအစဉ်ကြည့်သည်ဆရာကသွားမယ်ဆရာရဲ့ learner တွေကလည်း ကြော်ခွပြီးတော့တက်တာဖြတ်ညက်ပြီးကြည့်ရမျိုးမလုပ်ဖက်နဲ့တစင်ချင်းစီကြည့်မယ်ပုံမှန်ပြန်ပြီးတော့အဟောင်းနေပြန်ပြီးတော့လေ့လာမယ်ပြီးရင်တေးတေးတက်တက်လေးဘယ်နေ့မှာဘယ်ပတ်တန်ဘယ်ဒီမှာပါတင်လဲဆိုတော့ပတ်ထားမယ်ဒါမှ paragraph တွေရေးတဲ့အခါမှာဆရာပြန်ညွှန်ရင်တန်းပြီးတော့တိမှာပါခဲ့ဆရာလည်းနာမည်ကြိုးစားကြပါ fight တယ်မှာ